ဟာလုံးမဲမင်္ဂလာပါဒီကွန်ပေ့ချ်ကနေပြန်လေးကြိုဆိုပါရစေဒီဗီဒီယိုမှာကကြတော့ကျွန်မစီမအရင်အမေးများကြတဲ့မေးခွန်းလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောချင်တယ်ပေါ့နော်ဆွစ်ဇာလန်ဂျာမနီဆိုရဲဒီနိုင်ငံတစ်ခုအကြောင်းကိုကျွန်မကအများကြီး sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်လူချင်းမင်းတွေကဒီနိုင်ငံအထဲမှာဘယ်လိုလာရမှာလဲပေါ့နော်အစားတစ်ဖြစ်ပေါ့အလောက်ကဘယ်လိုရှားရမှာလဲဘာသာစကားဘာတွေသက်ထားရမှာလဲအလောက်ကဘာတွေရှိဖို့လိုလဲဆိုတဲ့ဟာက จาบีปุ๊นอดีเพจตะตะဖြေးလာတာကြပြီဒါပေမဲ့အစ်စ်လူတွေမတိသေးတာဖြစ်တဲ့အတော့အဟောင်းလူတွေရောတိတိချာချာဒီဗီဒီယိုမှာရှင်းပြချင်ပါတယ်ကျမတို့ဆွစ်ဇာလန်နဲ့ဂျာမနီနိုင်ငံကမတူညီတာပါဘူးပေါ့နော်ဆွစ်ဇာလန်မှာကတော့တတိယနိုင်ငံကလူတွေကိုခေါ်ဆိုဖို့အတွက်လမ်းကြောင်းမပွင့်သေးဘူးဒါမပွင့်လင်းလင်းပြောပြတာပေါ့နော်အာနောက်တစ်ခုကကျတော့ဆွစ်ဇာလန်နိုင်ငံမှာကဘာသာစကားပါတယ်တုံးတယ်လဲဆိုပြင်သစ်စကားရယ်အီတလီစကားရယ်ဂျာမန်ဘာသာစကားပြောပါတယ်ဒီဂျာမန်ဘာသာစကားတွေပြောတယ်ပြီးလို့ရှိရင်တို့တို့တို့စီမှာဆွစ် German ဆိုမဲ့တသက်ပြောတာရှိပါတယ်အဲ့တော့ဒီဘာသာစကားတွေကိုတတ်ထားဖို့လိုတယ်ကျောင်းလာတဲ့တဲ့ကလေးလေးငယ်တွေလည်းဒီဘာသာစကားတွေရက်တိကိုအဲတတ်ထားရဲဆိုလို့ရှိရင်အကျုံးဝင်တယ်ပေါ့နော် internship ဆင်းတဲ့အခါတွေမှာအကျုံးဝင်ပါတယ်နောက်တစ်ခုက Germany နိုင်ငံ Germany နိုင်ငံမှာကျတော့အခွင့်အရေးကျမတို့မြန်မာနိုင်ငံအတွက်ကောင်းတာက မြန်မာနိုင်ငံကလူငယ်တွေကိုလူအလုသမားတွေကိုတရားဝင်ခေါ်ဆိုရက်အခွင့်အလမ်းပေးထားတယ်ပေါ့နော်အဲ့လိုပေးထားတဲ့ခါကျတော့ကျွန်တော်တို့မြန်မာလူမျိုးတွေပြင်ဆင်လဲရမှာဘာလဲဆိုတော့ခါကျတော့ language first ဖြစ်ပါတယ်ဘာသာစကားရှေ့ယုံနဲ့လုံလောက်လားဆိုတော့လေမလုံလောက်ဘူးเนาะဘာသာဂျာမနီနိုင်ငံကိုလာလို့လျားတဲ့နေလန်းတွေက auspielung ရှိမယ် student visa ရှိမယ်နောက်တစ်ခုကကျတော့ job အလုတ်ရှာလို့ရတဲ့ဟာရှိတယ်။အလုတ်ရှာလို့ရတဲ့လူတွေကကြောက်အလုတ် experience ရှိရပါမယ်။အလုတ် certificate ရှိရပါမယ်။နော်။အဲ့တော့ hospital လာတက်မဲ့လူတွေကြတော့မြန်မာနိုင်ငံရဲ့အထက်တန်းကြောင်ပြီးထားတဲ့လူဖြစ်ရမယ်။ဆိုတဲ့အခါကျတော့အခု12တန်းကိုပြောတာ last ရက်ဟာကျွန်မကကနနာကျွန်မအသေးချပြန်ပြောပေးမယ်။အဲ့တော့ကျွန်မတို့12တန်းအောင်လာနဲ့အထက်တန်းပြီးရနဲ့ပြီးသလားမပြီးပါဘူး။ကျွန်မတို့ဘာသာစကား B2 German ဘာသာစကားရဲ့ B2 level တက်ထားပါမယ်။ဘာသာစကားလေ့လာတဲ့အခါမှာဘယ်လောက်ကြာလဲဆိုလို့ရှိရင်အလွန်ဆုံး 6လကနေတနစ်ကြာပါတယ်ဒါကတော့တော်တော်လက်လက်ဒီဟာကို focus လုပ်တဲ့လူပေါ့နော်အဲ့ဒီထက်ကြာကောင်းလက်ကြာနိုင်တယ်အဲ့တော့ကျွန်တော်တို့ဘာသာစကား B2 B1 မရဘဲနဲ့ဂျာမနီနိုင်ငံကအောက်စပီလ်တုံးဘာမှရှောက်လို့မရပါဘူးဂျာမနီနိုင်ငံမှာနေထိုင်တဲ့အခါမှာဘာသာစကားတည်ထားခြင်းကခမရအတွက်ပို့ပြီးတော့လုံခြုံစိတ်ချစေတယ် သူတို့နိုင်ငံအတွက် community လုပ်လို့လည်းအဆင်ပြေတယ်အလို့ရှားရတာလည်းလွယ်တယ်ကျောင်းသားတွေပဲဖြစ်ဖြစ်အင်္ဂလိပ်ကျောင်းတွေပဲလာတက်ဂျာမန်ဘာသာစကားတက်ထားလေလို့သူကအများကြီးအသာချက်ရှိပါတယ်အဲနောက်တစ်ခုကကျတော့ကျမတို့ပြင်ဆင်လာရမှာကကျမတို့မြန်မာနိုင်ငံမှာနော်ထိုင်းနိုင်ငံစင်ကာပူနိုင်ငံမလေးရှားစသည်တဖြစ်နိုင်ငံတွေမှာကျွန်တော်တို့အလို့ experience တလောက်အများကြီး၁၀နှစ်ရှိခဲ့ပါတယ်စတိုရီယုံနဲ့ဒီနိုင်ငံမှာလှုပ်ရှားလို့မရပါဘူးဒီနိုင်ငံမှာအလုပ် business ကနေအစား outspill လို့ဆိုတာ training center တခုကိုခေါ်ရဲပေါ့နော်အလွန်ဆုံး၃နှစ် waiter ဖြစ်ဖြစ် เนาะစားသောက်ဆိုင် chef ဖြစ်ဖြစ်เนาะအဲ hotel ဘိုင်းဆိုင်ရာ cleaning ဖြစ်ဖြစ်တုံးနဲ့အလွန်ဆုံး training လုပ်ထားတဲ့လူကဒါလင်အလုတ်ခတ်တဲ့နိုင်ငံမျိုးဖြစ်ပါတယ်အဲ့တော့ကျွန်မဒီနေရာမှာအရင်တော့အကြံဉာဏ်ပေးတယ်လို့ပေါ့အကြံဉာဏ်ပေးပါဆိုလို့ရှင်တော့ကျွန်မတို့ဒီ safety gate တွေယူလာဖို့အတွက်လိုအပ်တယ်အလုတ်အတွက်ဆိုလို့ရှင် hospital တုံးအတွက်ဆိုလို့ရှင်ပါဒါစကားရင်ကျွန်တော်တို့ရဲ့နောက်ဆုံးတက်ရောက်ခဲ့တဲ့ education လက်မှတ်တီလိုအပ်ပါတယ်ဆရာအောင်လက်မှတ်တီလိုအပ်ပါမယ်အဲ့တော့ကျမတို့လူငယ်လေးတွေကဘယ်နေရာမှာဗန်နိုင်ငံမှာပဲရောက်ရောက်ကျွန်တော်တို့သွားရှင်းတဲ့နေရာရဲ့ဘာသာစကားကိုအတိအကထားပြီးတော့ second language international english အပြင်ဘာသာစကား german korea စသည်တွေကိုသွားမယ့်နိုင်ငံဘာသာစကားတွေကိုတရားလေ့လာခဲ့ပါလို့ပြောချင်ပါတယ်နောက်ထပ်ဒီနေ့အဲအောက်စပီလ်တုံးတွေကတစ်နှစ်တစ်ခေါက်ဖွင့်တာဖြစ်တဲ့အတွက်ဒီနေ့အတွက်ကတော့အဲလောလောဆယ်ကတော့ မလက်ခံလောက်သေးဘူးပေါ့နော်ဆိုတော့နောက်နေ့အတွက်စ조사ချင်တဲ့လူတွေကဂျာမန်ဘာသာစကားကိုပြင်းပြင်းလုပ်ပါလို့ပြောချင်ပါတယ်မသိတာရှိလို့ရှင်လဲလာမေးလို့ရပါတယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ် have a nice day bye bye